ချက်ကတူရဲ့ပထမကြိမ်စာတမ်းနှီးနှောဖလှယ်ပွဲကို အော်တိုဘာလအတွင်းကကျင်းပခဲ့ပါတယ်။ကမန်တေတာအနေနဲ့ဆရာကြီးဦးဒီဟာဖလိုချဲအနေနဲ့ဆရာကြီးဒေါက်တာလှညွန့်နဲ့တကွာဆရာဆရာမများကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြတာပါအားလုံးပဲ ်မှာကိုယ်ယူပါဘူး။ဟုတ်ပါပြီ။ Chairman of Takedo Academy ဘုတ်ဆရာဦးအောင်ကျော်ဦးရဲ့အမစကားအပြီးမှာတော့ MBA BBA graduate များနဲ့ candidate များကစာရန်များပကြားကြပါတယ်။ဘာဝင်ဆွေးနွေးမှုများနဲ့ဆရာကြီးဦးတီဟာရဲ့သုံးသပ်ချက်များကလည်းအားလုံးအတွက်ကြိုးရှိလာပါတယ်။နောက်ဒီ dual pricing လုပ်မယ်ဆိုပြီးတော့မှပြောရတယ်။နောက်မြန်မာတွေကိုတစ်ခုပေးမယ်။နောက် ခုလိုကြောင်းသားကြောင်းတို့ချင်းချင်းလဲမိတ်ဆက်ခွင့်တွေရရှိခဲ့ကြပါလိမ့်မယ်။ In person နဲ့ online ကနေပါဝင်တက်ရောက်ခဲ့ကြသူတွေ ဘုံပြူလက်မှတ်များပြည့်ရချင်းမြင်ပြီးတဲ့နောက်ဆရာကြီးဒေါက်တာလညုံကနေဂျုံငုံသုံးသက်ဘုံပြူမှာစကားပြောကြားပေးပါတယ်။ကူစာဆမတ်ဆရာလေးကူစာကွန်မီတီကူစာတော်နေတော့မဆူနော်စီးစစ်တင်စီတဲ့ဘုံပြူပါလေကျောင်းစင်မှာချက်ကတော့အနေနဲ့နောက်ပွဲတွေကိုပိုမိုကောင်းမွန်အောင် ကျင်းပသွားမည်ဖြစ်ကြောင်းအတိအပြပြောကြရင် မင်္ဂလာရှိသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ